TV အောက်ကဖုံတွေကိုမျက်လုံးထဲမြင်အောင်ကြည့်ပါအဲ့ဒီဖုံတွေကဘယ်တော့မှမင်းကိုတထေးဖြစ်အောင်လှုပ်ပေးနိုင်မှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီလိုအသေးမွားကအစဂယုတစိုက်လုံးမှသာအောင်မြင်မှုကိုရနိုင်မယ်ဆိုတာသိပါသလားဒီဗီဒီယိုလေးမှာ Scott Andrew ရဲ့ Director Entrepreneur စောက်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းခုနှစ်ပိုင်းနဲ့ဆွေးနွေးသွားပါမယ်ဒီစာအုပ်ကစွန်ဦးတီထွင်သူတယောက်ဘယ်လိုစူးစမ်းရမလဲစိတ်သက်ကိုဘယ်လိုခိုင်မအောင်တိဆောက်ရမလဲ ဘလို့ရည်မှန်းချက်တွေထားရှိရမလဲဆိုတာကိုပြောပြထားပါတယ်။စူးစမ်းမှုရဲ့အစွမ်းပထမဦးဆုံးအနေနဲ့စူးစမ်းမှုအကြောင်းပြောပြမယ်။ထူးချွန်ထက်မြက်သူတယောက်ဖြစ်ဖို့ဆိုတာတရားကိုင်းလုံးစိတ်ကူးနဲ့69ရာခိုင်နှုန်းချွေးဆူရွှဲနေအောင်စူးစမ်းအားထုတ်မှုတွေနဲ့ရင်းနှီးမြှုပ်နှံရတာတဲ့။ဆိုလိုတာကအုံနောက်ကောင်းယုံနဲ့မရဘူးဗျ။အလုတ်ကိုကြိုးကြိုးစားစားလုပ်မှ အောင်မြင်မှာတချို့လူတွေမနက်9:00မိနစ်30လောက်ဆိုအလုတ်စလုပ်နေကြပြီ အချိန်ပိုတွေပေးပြီးတာဝန်တွေအများကြီးယူကြတယ်။ပြီးတော့သူတို့ရဲ့အရေးချင်းတွေကိုအမြဲတိုးတက်အောင်လုပ်နေကြတယ်။အဲ့ဒီလိုကောင်းဆောင်မျိုးကသူ့ဖွဲ့ကိုပါအားကျတူခိုးခြင်းစိတ်ဖြစ်အောင်တွန်းအားပေးနိုင်တယ်။နှိမ့်ချမှုနဲ့မာနနောက်တစ်ခုကနှိမ့်ချမှုနဲ့မာနအကြောင်းပါ။တခါတလေကိုကိုကိုနှိမ့်ချတာကပညာရှိခြင်းရဲ့တော့ပဲ။နှိမ့်ချမှတင်ယူလို့ရမယ်။ အမားတွေကိုဝန်ခံပြီးတင်ကန်းစာယူနိုင်မယ်မာနာဆိုတာလည်းရှိတင်တယ်။ဒါကိုရက်ကပ်ပရိုက်လို့ခေါ်တယ်။ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဂုဏ်ယူတင်တယ်။ကိုယ့်ရဲ့လှုပ်အားကိုကျေနပ်တင်တယ်။ဒါပေမဲ့အဲ့ဒီနှစ်ခုကိုမျှတအောင်ထိန်းထားနိုင်မှာအကောင်းဆုံးပါ။စိတ်တက်ခိုင်မာမှုတတိယအချက်ကစိတ်တက်ခိုင်မာမှုလို့ရတယ်။စိတ်တက်ခိုင်မာမှုဆိုတာစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့အတွက်အရန်ရေးကြည့်တယ်။စိတ်တက်ခိုင်မာအောင်ဘယ်လိုလုပ်ရမလဲ။ ။စာအုပ်တွေအများကြီးဖတ်ပါအပြုသဘောဆောင်တဲ့သူတွေနဲ့ပေါင်းပါ။ကိုကိုကိုတိုးတက်အောင်လုပ်ပါ။စိတ်တက်တက်ကြွစေတဲ့အရာတွေနဲ့ဝန်းရံထားပါတရားထိုင်ပါ။ကိုယ့်ရဲ့ဘ ഹു တုတော်တွေကို မျှဝေပါ။ဒါတွေကို နေတိုင်းလုပ်ရင်စိတ်တက်ပူခိုင်ပါလာမယ်။ယုံကြည်ခြင်းရဲ့အင်အား youngji jin a chang pyo me so u ti twin tu tyaung ma ko 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 youngji mu shi ya me ko ye a phwe ko youngji ya me ။ဘာတွေဖြစ်လာမလဲဆိုတာမသိရင်တော့ယုံကြည်မှုကိုမပြည့်စည်ပါစေနဲ့။ကိုယ်ပိုင်ယုံကြည်မှုရှိမှအနေရီကိုရင်ဆိုင်နိုင်မယ်။အခက်ခဲတွေကိုကျော်လွှားနိုင်မယ်။ရက်ကဆိုင်တဲ့အမြင်မှန်။နောက်တစ်ခုကရက်ကဆိုင်လို့ခေါ်တဲ့အမြင်မှန်ရှိဖို့လိုတယ်။အဲ့ဒါကဘာလဲဆိုတော့ရှုပ်ထွေးတဲ့အရာတွေကိုလွယ်လွယ်ကူကူနဲ့ရှင်းပြနိုင်တဲ့စွမ်းရည်ပဲအခြေအနေတွေကိုဗတ်ပေါင်းစုံကနေတုံးတက်ပြီးဘာတွေဖြစ်လာနိုင်လဲဆိုတာကိုကြိုတင်ခန့်မှန်းနိုင်ရမယ် ဒါမှလုပ်ငန်းတွေကိုစစ်တူရင်ကစားတယ်လို့ကစားနိုင်မှာပြိုင်ဘက်တွေဘာလုပ်မယ်ဆိုတာကိုခံမှန်ပြီးကိုယ့်ရဲ့နီးပြူဟာတွေကိုပြောင်းလဲနိုင်ရမယ်ရည်ရွယ်ချက်နဲ့တွန်းအားတွန်းအားနဲ့ရည်ရွယ်ချက်ကလည်းအရေးကြီးတယ်တွန်းအားဆိုတာကကိုယ့်ကိုရှေ့ဆက်ဖို့တွန်းအားပေးတဲ့အရာပဲစင်ရဲတွင်တဲ့ကယုံထွက်ချင်တာတို့မိသားစုအတွက်ပိုကောင်းတဲ့ဘဝကိုဖန်တီးချင်တာတို့ကတွန်းအားတွေပဲရည်ရွယ်ချက်ကခီးတစ်ခုလုံးကိုအတိတ်ပဲရှိစေတယ် တွန်းအားနဲ့ရည်ရွယ်ချက်ကိုညီညွတ်အောင်လုပ်နိုင်ရင်ဘယ်ရာကမှမတားဆီးနိုင်တော့ဘူးရှုပ်ထွေးမှုကို စနစ်တကျလှုပ်ဆောင်ခြင်းနောက်ဆုံးတစ်ခုကရှုပ်ထွေးမှုကိုစနစ်တကျလှုပ်ဆောင်နိုင်ဖို့ပဲအောင်မြင်တဲ့စွန့်ဦးတီထွင်သူတွေဟာရှုပ်ထွေးမှုကိုအခွင့်အရေးတစ်ခုလို့မြင်တတ်ကြတယ်အဲ့ဒီလိုအခြေအနေမှာအေးအေးဆေးဆေးနေပြီးအခွင့်အရေးတွေကိုရှာဖွေနိုင်ရမယ်အပြောင်းလဲတွေကိုမြင်မြန်လိုက်ရောညှိထွေဖြစ်အောင်လုပ်နိုင်ရမယ် ရှုပ်ထွေးမှုကိုစနစ်တကျလှုပ်ဆောင်နိုင်မှပြိုင်ဘက်တွေကိုကျော်လွှားနိုင်မယ်။ဒီဗီဒီယိုမှာကျွန်တော်တို့တရက်က entrepreneur စာအုပ်ထဲကအဓိကအချက်တွေကိုပြောပြသွားတယ်။ဒီသင်ခန်းစာတွေကိုအသုံးချပြီးအားလုံးပဲအောင်မြင်တဲ့စုံဦးတည်ထွင်သူတွေဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးပါရစေ။